ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ကိုပေးသွားမယ်ကြောင်းရတော့ဒီပြီးခဲ့တဲ့ဟိုလေတိုင်းနိုင်ငံမှာအေဗီလာ3ရက်နေ့ကနေ4ရက်နေ့ထိအတက်မဲ့ပြုလုပ်ခဲ့တယ်ဗစ်စတန်အထိုက်ပြီးအစည်းအဝေးကိုပေါ့လေနိုင်ငံတော်စီမံချောရေးကောင်စီအုပ်ကနိုင်ငံတော်ဝန်ကြီးချုပ်ကိုတိုင်းအတက်ရောက်ခဲ့တဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ပြရတော့ဖြစ်ပါတယ် ဆိုတော့ဒါတော့မပြောခင်မှာအဖွဲ့စည်းဆိုတာပါလေဒီ vista အဖွဲ့စည်းရောဒါဘယ်လိုမျိုးပိုပေါက်လာတယ်လဲဒီ vista အဖွဲ့စည်းမှာရောဒါဘယ်လိုမျိုးနိုင်ငံတွေပါတယ်လဲပေါ့ပြီးတော့ဒီဒီ vista ဒါဒီအစည်းအဝေးပေါ့လေဒါနိုင်ငံတော်စီချုပ်ကိုလည်းတက်ရောက်တဲ့ကောင်ဒီနိုင်ငံအတွက်ဒါဘယ်လိုမျိုးဒါအထူးအမြတ်ပေါ့လေရလာခဲ့တယ်ဆိုတော့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါတုံ့တက်ပြောတာဖြစ်ပါတယ်ပရိပထမဆုံးတစ်ချက်အနေနဲ့ပေါ့လေဒါ vista ဒါအဖွဲ့စည်းဆိုတာပါလေဟုတ်ပြီ။ကျန်ဖြစ်ပေါ်လေဒါနားလည်အောင်ပြောမှာဆိုလို့ရှိရင်အကြေသာအတွင်းအတူရှိစေဖို့အတွက်စီးပွားရေး လူမျိုးရေးအသိပ္ပံနဲ့အနည်းပညာအနားတွေမှာဒါဒီဒီတက်ကြွစာပေါ့လေပူပေါင်းဆောင်ရည်နဲ့ဒါအပြန်လဲပူကြီးပေးရအတွက်အဖွဲ့စည်းထားတဲ့အဖွဲ့စည်းတစ်ခုဖြစ်တယ်လို့ဒါပြောရမှာဖြစ်ပါတယ်အဲဒီ business အဖွဲ့စည်းပေါ့လေဒါဘယ်လိုမျိုးဒါပေါ်ပေါက်လာဆိုလို့ရှိရင်ဒါဒီထိုင်းနိုင်ငံရဲ့ပေါ့လေဒါတို့ရဲ့ဒီနောက်နိုင်ငံမှာရှိတဲ့ဒီနိုင်ငံရဲ့ဒီဝါရီရပေါ့ဒါပို့ပြီးတော့ဒါချိုးချက်ကျင်တာဖြစ်ရတယ်ကမှလို့ဒါဒီ low west policy ဒါဒါကိုကျင်းလို့တော့ဖြစ်တယ်ဆိုတော့ဒီအဲ့လိုပဲဒီအိန္ဒိယနိုင်ငံနဲ့လည်းဒါတို့ရဲ့ဒီအရှေ့ဘက်မှာရှိတဲ့နိုင်ငံတွေပေါ့လေဒါစီးပွားရေးအရာဒါပို့ပြီးတော့ ချစ်တွင်လာကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ low esports ဒါအခုတော့ဒီဒီ art esports လို့ခေါ်တယ်အဒီ policy ကိုပြင်လို့တယ်အဲ့ဒီ policy နဲ့ခုပေါ်လေဒါပူပေါင်းထားတဲ့ချက်လက်ကနေထပ်ပေါ်လာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ဒါကျန်နေဒါမှတ်ယူလို့ရတာဖြစ်တယ် sorry ဒီ business အဖွဲ့အစည်းမှာပေါ်လေဒါဒီဘယ်လိုမျိုးနိုင်ငံတွေပါလို့ဆိုလို့ရှိရင်တော့ ASEAN ဆိုလို့ရှိရင်ဒီ Thailand နဲ့မှာပါဝင်တာဖြစ်ပြီးတော့ဒီတောင်အာရှတွေလာဒါပူပေါင်းဆောင်ရွက်ရေးဖွဲ့ဝင်နိုင်ငံတွေဖြစ်တယ်ဒီ India Bangladesh ဒီပေါ်ဒါဘူတန်နဲ့ဒါဒီလောကနိုင်ငံတို့ဒါပါဝင်တာဖြစ်ပါတယ် ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဒီ piston ဒါဒီ sea wave ဆိုတာကဒီ6တောင်အရှာတောင်အရှာဒေသကိုပေါ့လေဒါကူပေါင်းဆောင်ရွက်ဖို့အတွက်ဒါဒီပေါင်းကူးပေးတဲ့ဒါအဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ဒါပြောရမှာဖြစ်ဆိုဒီ piston အဖွဲ့အစည်းဝင်တာစပြီးတော့ဒါဖွဲ့စည်းတဲ့အခါမှာတော့မြန်မာနိုင်ငံရဲ့ပေါ့လေဒါဒီ piston အဖွဲ့အစည်းပေါ်မှာဒါလေလေလာဆောင်ကြည့်တဲ့သူနိုင်ငံဖြစ်နေပေါ့လေဒါပေါင်းနေတာဖြစ်ပါတော်ဒါမဲ့လည်း1998ခုနှစ်ဒါဒီဇင်ဘာလဒါ20ရက်နေ့မှာတော့မြန်မာနိုင်ငံကနောက်အရှာနိုင်ငံတွေနဲ့ချစ်တော်အရှာနိုင်ငံတွေကြားမှာဒါပထဝီနိုင်ငံကြီးအရာ ီမဟာဗျူဟာမြောက်တရှိနေတာဖြစ်တယ်လို့ဒါဒီလေသားတွေရဲ့အပေါင်းစုမှုဘိုးချက်မှာဒါတရှိနေတာဖြစ်တဲ့ကြောင့်မလို့ဒါဒီ distant အဖွဲ့စည်းရဲ့အသုံးဝင်နိုင်ငံဖြစ်နေအပေါင်းခဲ့တာဖြစ်ပါဒီမနိုင်ငံနေနဲ့ဒီ distant အဖွဲ့စည်းမှာပေါ့လေဒီဟာဆက်လို့ရင်းနဲ့ဒါသနာရေးကပုံလုံးကြီးဥဆောင်နိုင်ငံဖြစ်နေပေါ့လေဒါတာဝန်ခံဖြစ်ပါတယ်ဆိုတော့ဒီမနိုင်ငံနဲ့ဒါ indigenous နိုင်ငံတွေဒါဖြစ်တယ်ဒါဒီ Bangladesh ဒါ Thai နဲ့ဒါ India ရဲ့လည်းဒီဒီ distant အဖွဲ့စည်းမှာပေါ့လေဒါပါဝင်နေဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒါဒီမနိုင်ငံတွေနဲ့ဒါဒီဆက်တက်တာမှာဖြစ်ပေါ်နေတယ်ပေါ့လေလက်နက်ကပြီးခါရနေတယ် ဒါငွေစွာအမှောင်ပုံမှုတွေကိုဒါနင်းနှင်းဖို့အတွက်အခွင့်အရေးတွေဒါရှိလာနေပြီလို့ဒါပြောရမှာဖြစ်ပါတယ်။ပရိဘစ်နက်အဖွဲ့အစည်းရဲ့ဒါထူးခြားချက်ကတော့ဒီအခြားအဖွဲ့အစည်းနဲ့မတူဘဲနေထိုင်မှုပုံစံကိုယ်ကိုယ်ယုံကြည်မှုအသာစကားယဉ်ကျေးမှုဆိုတဲ့ဒီမတူကွဲပြားကြတဲ့နိုင်ငံတွေနဲ့ဖွဲ့စည်းတည်ထောင်ရတာဖြစ်တဲ့အတွက်ကြောင့်ဘလို့ဒါအဖွဲ့ဝင်နိုင်ငံတွေအားလုံးကလည်းဒါဒေတာအတွင်းအကျိုးရှိစေမဲ့စီးပွားရေးလူမှုရေးသိပ္ပံနဲ့နှိပညာကဏ္ဍတွေမှာဒါတက်ကြွစွာပူးပေါင်းဆောင်ရွက်ရင်းနဲ့ဒါပြန်လည်အကူအညီပေးရတဲ့အတွက်ဖွဲ့စည်းထားတာပဲဖြစ်ပါ ဆိုတော့ဒါပေမဲ့လည်းဒါပထဝီနိုင်ငံရဲ့အခြေအနေတွေနိုင်ငံတက်ကျော်အကြံဖက်မှုတွေလက်နက်နဲ့မူရေးစိုးရမှောင်ဟိုမှုတွေဘင်္ဂလားပင်လယ်အော်နဲ့ဒါကပ်ပလီပင်လယ်တို့တောင်းသမျိုးကြမဟုတ်တဲ့ဒုံညွေးဆိုင်ရာအကျောက်မှုတွေဒါဖြစ်လာနိုင်တဲ့အတွက်ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေးကိစ္စရပ်တွေအပြင်ဒေသအတွင်းသဘောပတ်ဝန်းကျင်နဲ့ဒါသီဥတုတောင်းလဲမှုကိုလည်းဒါဖြစ်စဉ်စဉ်းစားလာကြပြီဖြစ်ပါတယ်ဒါတော့ဒီ business question နဲ့ပတ်သက်တဲ့ပေါ်လေဒါတောင်းရအောင်ဒါကျွန်တော်နေနဲ့ဒါသုတ်ပြတ်သွားတာဖြစ်ပါ အဲ့ဒါပြင်ဒါဒီ best တည်းဒီဒါအစည်းအဝေးကိုပေါ့လေဒါနိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းဒါတယောက်ခံနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒါနိုင်ငံတော်ဝန်ကြီးချုပ်ကပေါ့လေဒါပထမဆုံးနေတဲ့ဒီထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ဒါတွေ့ရပေါ့အဲ့ဒီနောက်မှာပဲဒါမကြခင်မှာပဲဒါထိုင်းနိုင်ငံရဲ့ဒါကေဆေးရဲ့အဖွဲ့တွေကဒီနိုင်ငံကိုရောက်ရှိလာကြတာဖြစ်ပါတယ်ပြီးရင်တော့ဒီနိုင်ငံတော်ဝန်ကြီးချုပ်ကဒါဘူတန်နိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့တွေ့ရပေါ့လေအဲ့ဒီနောက်မှာဒီဘူတန်နိုင်ငံရဲ့ဒါစေကူတာရဲ့အဖွဲ့ပေါ့လေရောက်ရှိလာကြတာဖြစ်တယ်ပြီးရင်တော့ဒါဒီနိုင်ငံတော်ဝန်ကြီးချုပ်ကဒါအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဒါမော်ဒီနဲ့တွေ့ရပေါ့လေဆိုတော့ဒီအဲ့ချိန်မှာလည်းအာ ရန်ငံဝေးကြောက်တာမူလီကဒီအခုဖြစ်နေတဲ့ငလင်းဘေးအတွက်ပေါ့လေဒါပို့ပြီးတော့ဒါဒီကုညီပံ့ပိုးပေးသွားမယ်ဆိုပြီးတော့တတိပေးထားခဲ့တာဖြစ်ပါတယ်။ဒါဒီလက်ရှိမှာလည်းဒါအိန္ဒိယနိုင်ငံရဲ့ဒါရှာဖွေပစ္စည်းရဲ့အခွင့်ဒါစီကူတရဲ့အခွင့်နဲ့ဒါလူသားချင်းစာနာထောက်ထားမှုပစ္စည်းဒါ442တန်ကိုလည်းရရှိထားပြီးဖြစ်ပါတယ်။ဒါအပြင်ဒါနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ဒါဒေသအတွင်းဒါပြောင်းလဲလာတဲ့ရာသီဥတုကိုဒါသတိထားနိုင်ဖို့ဘာဘာဝင်ကျင်တဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်းကိုလည်းဒါဆွေးနွေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဒါဆွေးနွေးမှုရလအဖြစ်ပေါ်ပြီးဒါပင်စတက်မှာ ်အင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့ student သတိပေးဆောင်ရွက်နိုင်ဖို့အင်္ဂလိပ်သတိပေးစင်တာတစ်ခုဒါတိစောက်ဖို့ကိုလည်းဒါသဘောတူညီမှုအရှိတကယ်ဖြစ်ပါတယ်။နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဒါ Business ဒါ Key စင်မှာညာဆက်ကရဲ့နိုင်ငံရဲ့အရေးတစ်ခုလို့ဒါပြောရမယ်။ရုပ်ကောက်ဝင်တရက်ပေါ်ပြီးဒါကျင်းပဖို့အတွက်ကိုလည်းနိုင်ငံတကာခေါင်းဆောင်တွေကိုဒါသင်စကားဒါပါနိုင်ခဲ့တာဖြစ်ပါတယ်။ဒါတကြောင့်မလို့ဒါနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့အခု key စင်အပွဲမှာနိုင်ငံအတွက်ဒါအောင်မြင်တဲ့ key စင်တစ်ခုဒါဖြစ်တယ်လို့ဒါပြောရမှာဖြစ်တယ် ဒီနောက်ဆုံးပြောချင်တာကတော့ဒီလက်ရှိကဘာအခင်းကြံပေါ့လေအေကဝင်ရုပ်ကဘာနေပြီးတော့ဒါအခုဝင်ရုပ်ကဘာအခင်းကြံကိုဒါပြောင်းလဲလာပြီးတော့ဒါပြောရမှာဖြစ်ပါတယ်အဲ့လိုဒီပြောင်းလဲလာတဲ့အတူဒါဒီ geopolitical တွေပေါ့လေဒါဒီပထဝီနိုင်ငံကြီးအရာဒါဒီကဘာနိုင်ငံအတိတ်ကလည်းဒါသူတို့နိုင်ငံရဲ့ပထဝီရင်းပေါ့လေဒါသက်ဆက်နေတဲ့အနိုင်ငံပေါ့လေဒါဒေတာနဲ့ဒါဒေတာတွင်နိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့ဒါဒေတာနဲ့ဒေတာနိုင်ငံတွေမှာရှိရတာဒီသူတို့ရဲ့အကျိုးစီးပွားအတွက်ပို့ပြီးတော့ဒါကြိုးပမ်းလောက်ဆောင်လာတာကိုတွေ့ရတယ် အဲ့ဒါသူ့လူရဲ့ဒီမြန်မာနိုင်ငံကလည်းမြန်မာနိုင်ငံရဲ့ဒေတာရဘာဘီယိုမက်တစ်နေရဒီနိုင်ငံရဲ့ဒီနေရကိုဒါအထူးရှိရှိဒါအုံချနိုင်ငံလို့ရှိရင်တော့ဒီအခုငွေဘဲကိုအေးမှာပေါ့လေဒါကိစ္စရေးလုံငန်းတွေအပြင်လူတောင်ရေးလုံငန်းတွေအပြင်ဒါဒေတာရဒေတာအတွင်းခွင့်ပြုရတဲ့ဒေတာမှာရောအဲ့ဒါကိုနိုင်ငံခွင့်ပြုရတဲ့ဒေတာမှာရောဒါမျက်စုံဆန်တဲ့အကောင့်တွေကိုဒါဆောင်ရွက်လာနိုင်မိမယ်လို့ပြောနေတဲ့အသုံးသတ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်